နိုင်မဲစတိုရီ channel ကိုအားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေပြီးတော့ဒီနေ့မှာပရိသတ်တို့အတွက်တင်ဆက်ပေးမယ့်ဇာတ်လမ်းကစာရေးသူတာတီရေးသားထားတဲ့တစေကျောင်းနေနော်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုတော့ကျွန်တော်ရှမ်းကတင်ဆက်ပေးသွားမှာပါဗျာ ဇလလီမစောတင်ခင်မှာကျွန်တော်တို့ရဲ့ Nightmare Story Channel လေးကို Like and Subscribe မလုပ်ရသေးဘူးဆိုရင်တော့ Like and Subscribe နှိပ်ခဲ့ပြီးတော့ဇလန်သစ်များစွာကိုမလွတ်တမ်းခံစားနားဆင်နိုင်ဖို့အတွက်ပရိသတ်တို့ကဘေးနားကနူတီဘေးလေးကိုနှိပ်သွားကြဖို့အကြံပြုရင်းနဲ့ဇလန်လေးကိုစတင်လိုက်ပါပြီခင်ဗျာ။နှွေးခေါင်းကောင်းမမိုးရီရလို့ရတကယ်ကိုဖြစ်တောင်ဖြစ်ခဲ့ပေပြုကျတို့အညာမှာမိုးရီနောက်မှာမိုးသိပ်ရွာတော့မဟုတ်ဘူးဗျ။အခုလိုနှွေးခေါင်းကောင်းကြီးမှာမိုးရီသေးကြီးမဲကြီးရွာချတော့ အားလုံးအားအသေးနေကြတာပေါ့ဗျာကျုပ်ကနွားစာကျွေးနေရင်းနဲ့မိုးရီသေးကြီးမေကြီးရွာချနေတဲ့ကောင်းကင်မမေကြီးကိုမောကြည့်နေမိတယ်ဗျကောင်းကင်ကြီးကိုမောကြည့်နေရင်းကနေပြီးတော့ကျိုးရဲ့တငယ်ချင်းတယောက်ကိုချက်ချင်းတတိယာသွားတယ်ဗျဒီကောင်းရဲ့နာမည်ကနှွေမိုးတယ်ဗျအခုလိုနှွေခေါခေါမမိုးရီသေးကြီးမေကြီးရွာချနေတယ်အခုလိုမိုးရီသေးကြီးမေကြီးရွာချနေနေမှာဒီကောင်းကိုမွေးရတယ်ဗျဒါကြောင့်သူ့အမေကသူ့ကိုနှွေမိုးလို့နာမည်ပေးလိုက်တာတယ်ဗျ ကျတို့ကတော့ဒီကောင်းကိုတွင်မိုးလို့မခေါ်ကြပါဘူးဗျငမိုးလို့ပဲခေါ်ကြတာဗျအသက်ကကျုံနေအတူတူပဲဗျညာလေးလှုပ်ကောင်းနေကောင်းပါဗျလေးတန်းဒီရွာเจ้าမှာအတူတူတက်ခဲ့ကြတာဒီကောင်းကကျုပ်ထက်ပိုပြီးတော့စားတော်ရေးဗျတင်ချာများတော်ခိုင်းလို့ကတော့ငမိုးတို့ရှေဆုံးကပြီးပြီးသားပဲကျော်မတော်တတဲ့တင်ချာတွေကိုဒီကောင်းကပြန်ပြပေးတာဗျဒါပေမဲ့လေးတန်းအောင်တော့ကျုပ်ကလေးမျိုးเจ้าသွားတတ်တယ်မျိုးမာကကျုပ်ရဲ့ဘာကြီးရှိရဲ့လေဗျာ ငမိုးတို့မိဘတွေရောလဲပိုင်ရပါမရှိပဲနဲ့ရွာထဲမှာပေါလုစားနေကြတော့စင်းရဲတယ်ဗျငမိုးကိုမြို့ပို့ပြီးတော့ကြောင်ဆက်မထားနိုင်ကြအောင်အိမ်မာရင်ကျောင်းရဲ့တငယ်ချင်းငမိုးကကြောင်းထွက်ပြီးတော့ပတ်စံရတဲ့အလုပ်မှန်တယ်ဗျအကုန်လုံးရတော့တာပေါ့ဗျာရွာထဲမှာပေါင်းလိုက်နှုတ်တယ်ဟိုးရွာဒီရွာကိုလဲနေသွားတဲ့လူရှိရင်လဲမောင်းပြီးတော့လိုက်ဖို့ရတယ်သူကိုလဲမောင်းကပတ်စံပေးတာပေါ့ဗျာသူများအိမ်ဟာနွားတွေကိုတော်စက်ကနွားစက်ချက်မှသွားပြီးတော့ကြောင်းမေးရတယ်ဗျာ နွားเจ้าကရတာပေါ့ဗျာကျုံမျိုးเจ้าပိတ်လို့အိမ်ပြန်လာတဲ့ရက်တွေဆိုရင်ကျုံလည်းလည်းလာလာပြီးတော့စော့တယ်တဲ့ဗျာပဲနှုတ်နှမ်းနှုတ်တဲ့အချင်းဆိုရင်ပဲနှုတ်နှမ်းနှုတ်လိုက်ရတယ်ညာဘက်သူများယာမှာနှမ်းထောင်ဆောင်းပေးရတယ်ဗျာဒီလိုနဲ့ငမိုးလေးမအားလက်တော့ပါဘူးဗျာတခါတလေကျုံမျိုးကိုပြန်ခဲ့တာတော့မှရောမငမိုးနဲ့တခါမှမတွေ့ခဲ့ဘူးဗျာကျုပ်ခုနှစ်တန်းတက်တဲ့နှစ်မှာကျုပ်ရဲ့ငယ်ချင်းငမိုးတယောက်ပိုးထီပြီးတော့ဇုံတော်ပါလီရောလာဗျာ မြို့အမိပို့ကြပြီမဲ့မွေစိတ်ကတကူလုံးကိုပြန်နေပြီဆိုတော့ငမိုးရဲ့အသက်ကိုမကယ်လိုက်နိုင်ခဲ့ဘူးလေဗျာကျုပ်အိမ်မြန်မရောက်ခင်မြို့မှာကလေးကတီတရင်ကိုကျုပ်ကြားရတယ်ဗျာကျုပ်ပြေစိတ်မကောင်းလို့လို့မြေကြီးပေါ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 ကြားခင်ရတာပေါ့ဗျာကျုပ်သိခင်နဲ့ကျုပ်ရဲ့တငယ်ချင်းငမိုးတီတော်တော်မှကျုပ်မှာအာသူပါမပို့နိုင်ခဲ့ပါဘူးဗျာကျုပ်တို့ဒီရွာလုံးကလည်းငမိုးကိုလှုပ်ပြီးတော့ချစ်ကြတာဗျာငမိုးတီတော့ဒီရွာလုံးစိတ်မကောင်းကြအောင် အထူးသဖြင့်ကျုပ်ကိုတွေ့တိုင်းငမိုးကိုသတိရကြတာပေါ့ဗျာကျုပ်နဲ့ငမိုးကကစားဘက်တွေဆိုတော့တဘူဘူတတွေတွေနေကြတာလေဒါပေမဲ့ငမိုးကတေးတာတေးတာရွာမှာရှိနေတော့ဗျာသူရဲ့မိဘတွေကိုလှုပ်ကြွေးနေတော့နေပြူသူကြောက်နေကြနွားတွေကို မနဲ့စောစောကြိုးဖြုတ်ပြီးတော့ရွာပြင်ကိုမောင်းထွက်သွားတာလေဗျာပြီးရင်သူကြောက်နေကြစကြက်မှာပဲနွားတွေကိုသွားကြောင်ရောနေပြူညနေစောင်းရင်တော့နွားတွေမောင်းပြီးတော့ပြန်လာတာ၄သူ့ခြံထဲသူမမအောင်လို့ ြန်ပြီးတော့ပို့တာတွေဗျာရွာတွေကလူတွေကလမ်းသွားကြတာပေါ့နွားရှင်တွေကလည်းစိုးရိမ်ပြီးတော့ငမိုးနေဟောငါတို့နွားเจ้าမအပ်တော့ပါဘူးလို့ပြောကြတယ်အဲ့လိုပြောရင်ငမိုးကအဲ့နွားတွေကိုမเจ้าတော့ဘူးလေဗျာဒါပေမဲ့ဘိုးညီလေးတို့အင်ကတော့ငမိုးကိုတနာတော့နွားတွေမเจ้าနေတော့လို့မပြောရကြဘူးလေဗျာငမိုးကလည်းဘိုးညီလေးတို့အင်ကနွားတွေကိုမနဲ့မောင်းသွားညနေပြန်ဖို့ဆက်လုပ်နေတာလေဗျာ ။ဘိုးညီလေးတို့ကလည်းငမိုးရဲ့နွားချောင်းကောက်ကိုသူ့ရဲ့အမေအဖေကိုအမြဲပေးတဲ့တယ်။သူ့ရဲ့မိဘတွေကလည်းငမိုးကသူ့ချောင်းနဲ့နွားတွေကိုဆွဲလန်းပြီးတစေပြည့်နေမှန်းသိတော့ဘိုးညီလေးတို့ပေးတဲ့နွားချောင်းကောက်တွေကိုစုပြီးတော့ငမိုးအတွက်အလူဒန်းလှုပ်ပေးပြီးအမြောက်ဒဏ်ပေးဝေကြရေးဗျ။ဒါပေမဲ့ငမိုးကတော့နွားချောင်းမြေချောင်းနေတော့တာပဲလေဗျာဒီတော့ငမိုးမကြိုသေးဘူးပေါ့ဗျာဘိုးညီလေးတို့အိမ်ကနော်ရီဆိုတော့ငမိုးကစကြက်ကောင်းကောင်းမှသွားသွားပြီးတော့ကြောင်းပြီးတော့ဝါပြီးနေတာပဲလေဗျာ ရွာလူတွေတောင်မှပြောကြတဲ့။တစေเจ้าနဲ့နွားလောက်တော့မှမင်းတို့เจ้าနဲ့နွားတွေကမဝပါလားတဲ့ကွာ။တခြားနွားเจ้าသားတွေကိုအပြည့်တင်ကြရည်ဆိုပဲဗျ။ကျုပ်တို့ကျုပ်ရဲ့တငယ်ချင်းတစေဖြစ်နေတယ်ဆိုတော့ကြားတာနဲ့စိတ်မကောင်းဘူးဗျ။ယာရင်းမှာပေါင်းနှုတ်ပဲနှုတ်နန်းနှုတ်လောက်ရင်လေငမိုးကဝိုင်းပြီးတော့ကူလုတ်ပေးတတ်တာဗျ။ညကလေးကပေးပြီးနှုတ်ထားနန်းတွေနှုတ်ထားရဲ့ဗျ။ ဒီတော့လေရွာသားတွေကဓမင်းစားချိန်ရောက်ရင်ငပြောပါကလေးနဲ့ဓမင်းဟင်းတွေထည့်ပြီးတော့ငမိုးကိုကြွေးကြတရိပ်ဗျဗဒမတော်ကြွေးတဲ့ငွေချင်းတစင်ငမိုးကိုကြောက်ကြတာပေါ့ဗျလူဆိုတာတစီကြောက်တဲ့သဘောဝရှိတယ်မဟုတ်လားဒါပေမဲ့တပြည့်ပြည့်နဲ့မကြောက်ကြတော့ဘဲနဲ့ငမိုးကိုကြွေးကြမွေးကြတာဗျအလူတန်းလုံးရင်လေငမိုးကိုတနေရရမှာသွားပြီးတော့ခေါ်ကြွေးကြတယ်ပြီးရင်ကုတို့ကိုငမိုးနာမည်ခေါ်ပြီးတော့အမြပေးဝေကြတယ်ဗျ ဒါမဲ့လေကျိုးရဲ့တငယ်ချင်းကအခုထိမကျွတ်လွန်နိုင်တော့ဘာကြောင့်မှန်းကိုမသိပါဘူးဗျာတခါတော့ကျိုးတို့ရဲ့ထဏောင်းကောင်မှထူးထူးဆန်းဆန်းဖြစ်တယ်ဗျငမိုးကြောင်းနေတဲ့နွားတွေကတကောင်ကိုဘိုးညီလေးကတခြားရွာကိုရောင်းလိုက်တယ်ဒါငမိုးကမကြိုက်ဘူးဗျမကြိုက်ရုံနဲ့မဟုတ်ပါဘူးစိတ်တော်တော်စိုးသွားတာဗျဘိုးညီလေးတို့အိမ်ကရေခွက်တွေကိုတွန်းချရင်ရေပုံးတွေကိုတွန်းလှည့်ပြတယ်ငမိုးရဲ့တင်းကုတ်ထဲမှာနွားတွေများနေတော့ကြက်ညက်နေလို့ဘိုးကရောင်းလိုက်တာပါကွာ အဲ့လိုမျိုးဘိုးညီလေးကငမိုးစိတ်ဆိုးနေမှန်းသိလို့ချော့မော်ပြောနေပြညရောက်တော့ငမိုးကနွားဝေသွားတဲ့ရွာကိုလိုက်သွားပြီးသူ့ရဲ့နွားကိုပြန်ဆွဲလာတဲ့ရွာမနေ့ကျတော့ဟိုဘက်ရွာကလူကနွားပြုတ်တော့တာပေါ့ဗျာဒါနဲ့ဘိုးညီလေးတို့စီကိုလာကြည့်တော့နွားအသင်းကုန်ထဲပြန်ရောက်နေတယ်ဘိုးလူကလည်းတခါနွားကိုပြန်ဆွဲသွားတာပေါ့ဗျာညနေရောက်တော့ငမိုးကသူ့ရဲ့နွားကိုပြန်ဆွဲလာတာပဲဗျာဒီလိုနဲ့သုံးလေးခါဖြစ်တော့နွားဝေလူကပြောတဲ့ဘုံကြီးလေးရေကျုံလေးညဆိုရင်နွားကိုတိတိကျကျချီထားတာပဲဗျာ ူကဘလို့ဖြစ်လို့ပြုတ်သွားတယ်မသိပါဘူးတယောက်ယောက်များလာပြီးတော့ဆွဲသွားတလားလိုတော့မှထင်ရတယ်ဗျဒီတော့ဘုံကြီးလေးကလည်းအဲ့လူကိုပြောရတော့တာပေါ့ဗျာကဲရင်မောင်းရင်ဒီတော့ကဒီလောက်ဖြစ်နေတော့မင်းလည်းပင်မလှပြီဒီတော့မင်းပေးထားတဲ့နွားဘို့ကိုသာပြန်ပြီးတော့ယူသွားပါတော့ကွာယူသွားပါတော့အဲ့လိုပြောပြီးတော့နွားဘို့ကိုပြန်ပေးလိုက်တယ်တဲ့ဗျအဲ့ကလေးကဘုံကြီးလေးကလည်းနွားမယောင်ရဲတော်ဦးတယ်ဗျဒီတော့မှကြုတ်တွေးမိသွားတာဗျဒီကောင်ငမိုးတစ်စီဖြစ်တာ နွားတွေကိုတန်ရောစီဖြစ်လို့ဆိုတော့ဒီကောင်ကလည်းငငယ်လေးတွေကနွားကိုလွတ်ချက်ထားပြကျုံနဲ့ကစားရင်နွားတွေကြောင့်ခဏခဏပြောတတ်တယ်ဘယ်သူအိမ်ကနွားကဘယ်လိုကောင်းတာဘယ်အိမ်ကနွားကဘာဝီပါတာဘွေစိုးပါရင်ဖြစ်တတ်တဲ့နွားရဲ့အကျင့်ဘွေကောင်းပါရင်ဖြစ်တတ်တဲ့နွားရဲ့အကျင့်ဒါရီယိုဒီကောင်ကငငယ်ကလေးကသိနေတာဗျသူကလည်းနွားချစ်တဲ့အကောင်ဆိုတော့လူကြီးတွေပြောတာကိုအမြင်မှတ်ထားတာပေါ့ဗျာ နောက်တစ်ခုကငမိုးတို့မိဘတွေရလက်လုံလက်စားတွေဆိုတော့နွားမရှိကြဘူးလေဗျ။ဒီတော့ငမိုးကသူများနွားတွေကိုပဲချစ်နေရတာဗျ။ဒါကြောင့်မလို့နွားเจ้าရတဲ့အလုပ်ကိုငမိုးတိတ်ကြိုက်တာ။နွားတွေနဲ့တွာလာနေရရင်ဒီကောင်ပြောနေတာဗျ။တရိษံဆိုတော့ကလည်းအသိရှိတာပဲဗျ။ငမိုးကသူတို့ကိုချစ်မှန်းသိတော့သူတို့ကလည်းငမိုးကိုချစ်ကြတယ်ဗျ။ရွာရဲအသင်းငုတ်တွေတဲကိုငမိုးဝေးလာရင်နွားတွေအကုန်လုံးလွတ်လွတ်ရှာရှာဖြစ်ကုန်ပြီးတော့ဒီကောင်ကိုကောင်းကြီးတွေငုတ်ပေးပြီး ငမိုးရဲ့အဖို့သက်ကိုခံကြတာဗျပြီးတော့ငမိုးကလည်းငယ်လေးတည်းကအမဲသာမစားဘူးဗျသူ့ရဲ့မိဘတွေကဘယ်လိုပဲကြွကြွလုံးဝကိုမစားတာနွားတွေလှုပ်ချက်တဲ့ငမိုးနွားသားလုံးဝမစားတဲ့ငမိုးတည်တဲ့အခါကျတော့သူ့เจ้าရတဲ့နွားတွေကိုဆွဲလန်းစိတ်နဲ့တစိဖြစ်သွားတာပေါ့ဗျာကျုပ်ကလည်းစိတ်မကောင်းရင်ကလွဲလို့ဘာမှမလုပ်တတ်ဘူးပေါ့ဗျာငမိုးเจ้าနဲ့နွားတွေဆိုတော့အစာဝါတော့ဝါပြီးနေတာပေါ့ဗျာ ငမိုးအသက်ဆေးဆိုတော့ဘယ်နောက်မှမျက်နှာတွေရှိတယ်ဆိုတော့ကိုသိမှာပေါ့လေသူ့ရဲ့နှွားတွေကိုမျက်နှာတွေအမြဲကြွေးတော့နှွားတွေကလည်းဝါတော့တာပေါ့ဗျာသူ့เจ้าနဲ့နှွားတွေကတော့သူ့ကိုမြင်ကြတယ်ပုံပဲဗျာသူပြောတာလေကြားတယ်ပုံပဲအန်တော့အန်ဩစရာပေါ့ဗျာတစီပြက်တာတော့မှမိဘကိုနှွားကြောင်ကြွေးတယ်ကောင်းဗျာဒီလိုလူမျိုးလောကမှာကျောက်တငယ်ချင်းငမိုးတယောက်ပဲရှိတယ်ထင်ပါတယ်ဗျာနောက်တော့ကျောက်ကလေးဆရာကြီးတွေနဲ့တွေ့ပြီးသူ့ရဲ့ကိစ္စတွေကိုကူလို့ ခိုင်းလမ်းမြောက်ကိုမကြီးမညူလှုပ်ပြီးဆိုတော့ဆရာကြီးတွေကကျုပ်ကိုဈေးတွေဝါးတွေချီးမြှင့်ကြတယ်ဗျမြက်ကွင်းဈေးတွေပါတာပေါ့လေမြက်ကွင်းဈေးရပြီးတဲ့နောက်မှာကျုံနာနာဘွားတွေကိုမြဲနိုင်တော့တာပေါ့ဗျဒါတွေအားလုံးခမောက်လို့လေတီးပြီးသားတွေလားကျုပ်ဆိုတဲ့ကောင်ကလည်းနေရာတကာလှုပ်ဆန့်စုတွေကောင်းလေးဗျမြက်ကွင်းဈေးရတာနဲ့ကျုပ်ကတငယ်ချင်းနဲ့ငမိုးကိုလိုက်ရှာတော့တာပေါ့မနေ့စောစောဘိုးညီလေးရဲ့နွားတွေကိုငမိုးထုတ်ပြီးတော့စကြက်ကိုသွားတယ်သူသွားတဲ့စကြက်ကိုကျုပ်နောက်ကနေပြီးတော့လိုက်သွားတယ်ဗျ ပထမတော့ကျုပ်သူ့ကိုမြင်နေတာကိုငမိုးမသိဘူးဗျကျုပ်လိုက်လာတာကိုလှဲ့ကြည့်လှဲ့ကြည့်နဲ့လှုပ်ရင်းနဲ့နွားရီမောင်းသွားတယ်နွားရီကိုဇက်ကြဲလွတ်ပြီးတော့ကလက်ပင်ကြီးအောင်မှသွားထိုင်နေတယ်ဗျငမိုးသေးတုန်းကသူမုံနေကြပလူလေးကလည်းကျုပ်ရဲ့အိမ်မှာကြံနေခဲ့တာဗျကျုပ်ကလည်းငမိုးနောက်ကိုလိုက်ဖို့ကြံကလေးကပလူလေးကိုခါမှထိုးလာတာငမိုးထိုင်နေတဲ့ကလက်ပင်ကြီးရဲ့မလတ်မကတ်မှဝရုံအောင်မှလည်းကျုပ်ကဝင်ထိုင်ပြီးတော့ကြေးပလူလေးကိုထုတ်လိုက်တယ်ငမိုးအကျုပ်ကိုမသိမသာကြည့်နေတော့တာဗောဗျာ ဒါပေမဲ့သူ့ကိုမမြင်တဲ့ပုံနဲ့နေရတာဗျ။ငမိုးမှုန့်နေကြကျွန်တော်မမပသိန်းဆိုတဲ့တခြင်းကိုကျောက်ကလည်းဘလွေနဲ့မှုန့်လိုက်တယ်။ငမိုးကျောက်ကိုစိုက်ကြည့်နေရဗျ။တိတ်ပြီးတော့မကြပါဘူး။ဒီကောင်ကရက်ပင်အောက်ကနေထလာပြီးတော့ကျုံနားမှာလာရတယ်။ကျောက်ကိုလည်းစိုက်ကြည့်နေတယ်။ဒီတော့မှကျောက်ကဘလွေမှုန့်တာကိုရက်လိုက်ပြီးတော့သူ့ကိုပြန်ပြီးကြည့်လိုက်တယ်။အဲ့ဒီတော့မှငမိုးသဘောပေါက်သွားတာဗျ။ကျောက်သူ့ကိုမြင်မှန်သူသိသွားတာ။ငမိုးကအယံအံ့ဩသွားပြီးတော့ကျောက်ကိုကြည့်နေရဗျ။တစီဆိုပေမဲ့ အာဟုတို့ကြောင့်ဖြစ်တာမဟုတ်ဘဲနဲ့နွားတွေကိုဆွဲလန်းနေစိတ်ကြောင့်ဖြစ်တာဆိုတော့ငမိုးအပုံပြက်ပန်းပြက်မဟုတ်ဘူးဗျ။ငကူပုံစံအတိုင်းပါပဲ။အဝေဆောက်ကလေးသူဝိနေကြပစိုးအင်ကြီးလေးဝိလို့ရ။ဒါဒီမင်းမင်းကောင်းမြင်ရတယ်ဟုတ်လား။ကျိုးကလေးဘာပြန်မပြောဘဲနဲ့ခေါင်းမင်းညိတ်ရလိုက်တယ်။ဟာငါငါအန်အောလိုက်တာတငယ်ချင်းဟာမအန်အောနဲ့ငမိုးငါဒီတိုင်းမြင်ရတာမဟုတ်ဘူးကွာ။ဆရာကြီးတွေပေးထားတဲ့မျက်ကွေစေးကြောင့်မြင်နေရတာ။ဘာမျက်ကွေစေးဟုတ်လားဒါဒီ။ ်အေးဟုတ်တယ်တွေးပြီးတော့မျက်စိကိုကိုင်ရင်အားလုံးမြင်ရတယ်နားမှလည်းရင်ဂါတာရွတ်ရင်နားကပါကြားရတယ်ကွာဟေးဟုတ်လားအခုငါပြောတာတွေကိုမင်းကြားတယ်ပေါ့ဟုတ်လားဟာကောင်ငါမိုးရဲ့ငါကြားလို့မင်းကိုပြန်ပြောနေရပေါ့ကွာမင်းဟာလေဝမ်းသာလိုက်တာကွာငါတိတ်ပြီးတဲ့ရဘဲမမတော်ပင်နဲ့ရွာမနေတာကွာမင်းမျိုးကပြန်လာရင်မင်းစီကိုလည်းငါအမြဲလာပါတယ်မြန်ကောင်မမြင်ဘူးလေ အဲ့တော့ငါငါမမျက်ကွင်းစိမရှိသေးဘူးလေကွာအခုမှမျက်ကွင်းစိရလာတာကွာငမိုးရဲ့မင်းစီဟာတို့ဇွမ်းတာပဲတာတရားအေးဆရာကြီးတွေချီးမြှင့်ပေးထားတာကိုတငယ်ကြီးရဲ့ဇွမ်းတာပေါ့ကွာမင်းတို့ငါချီးကျူးပါတယ်ငမိုးရာဟေးဘာဖြစ်လို့တော့ကွာတာတရားမင်းဟာတေးပြီးတာတော့မှမိပါကိုနွားချောင်းပြီးတော့ကျွေးတယ်ကောင်းနေကွာပြီးတော့ရွာသားတွေကိုနန်းနေပဲတွေကူနှုတ်ပြီးတော့ဒေါ်ကကျေးဇူးတင်ပြီးစုံသားရတဲ့အခါဆိုရင် မင်းတို့ရဲ့အိမ်တို့ပို့ပေးကြတော့ကွာကြုံပြောတော့ငမိုးကဘာပြန်မပြောမင်းနဲ့ညိန်ပြီးတော့နားထောင်နေတယ်ဗျဒေါက်တာငါမသိလို့မေးပါဦးမင်းငမိုးရဲ့ဟေးဘာတော့ကွာတာရီယောရောလူတွေအလူတန်းလောက်တိုင်းမင်းရဲ့နာမည်တက်ပြီးတော့အမျှဝေကြတာမင်းတာရုမခေါ်နိုင်ဘူးလားငါတာရုမခေါ်နိုင်ခဲ့ဘူးတာတီသူတို့အဲ့လိုအမျှပေးဝေပေမဲ့ငါတကားမှမကြားရဘူးကွာငါမှအာဟုတော်တွေရှိနေသေးလို့ဖြစ်မှာပေါ့ကွာ ။အော်ဖြစ်မှာဖြစ်ရလိတငယ်ချင်းဟာဒါထက်နေပေါင်းငမို့ရဲ့မင်းမတစီတငယ်ချင်းတွေပါရောမရှိဘူးလားကွာ။ဟာရှိတာပေါ့ကွာတာရီရရောင်နောက်ဘက်ကတင်ချိုင်းကုန်းမှာသွားရည်လမ်းမှာတရမင်းကြီးတပိန်ရှိတယ်မို့လား။အဲ့ဒီပင်ကြီးမှာငောက်နေရာပေးထားတာကွာ။ဟေးဘလို့ကမင်းကိုနေရာပေးထားတော့ဒီလိုကငါပို့တည်ပြီးတော့သေတော့ငောက်ငါသိမှန်းမသိဘူး။ငါရာထဲမှာအိတ်ပြောနေတာ။ငောက်တယောက်ယောက်က လာနိုးတယ်လို့ထင်လို့မျက်လုံးဖွင့်ကြည့်တော့ဝိပြူစင်ကျင်နဲ့ဘိုးဘိုးတရားကွာအဲ့ဘိုးဘိုးကငါ့ကိုလူလေးငမို့ထားတော့တယ်ကွာမင်းနေရမယ့်နေရာကိုဘိုးဘိုးလိုက်ပြမယ်ဆိုပြီးတော့အဲ့တည့်ရပင်ကိုခေါ်သွားခဲ့တယ်နေပါဦးငမို့ရဲ့မင်းအိပ်ပျော်နေတာဘလောက်တောင်ကြာသွားတော့ရောမမင်းတို့စွန့်တွေပါတွေအမြောက်ဝရာတွေမင်းမသိဘူးလားဟဲ့အေးငါဘာမသိဘူးကွာငါအိပ်ပျော်သွားတော့ဘလောက်ကြာမှန်းလဲမသိဘူးအေးပြောပါဦး အိမ်သက်ပင်ကြီးကိုရောက်တော့စစောကပြောတဲ့ပုပ္ပိုကဘာပြောတော့တောင်ဘက်ထွက်နေတဲ့တရက်ပင်အကိုင်းကြီးမှ နေတဲ့တစီကြီးတစ်ကောင်ကိုခေါ်ပြီးတော့ငေါ့အိမ်တရက်ကိုင်းမှ ခေါ်ထားဖို့ငေါ့ကိုစောင့်ရှောက်ဖို့ပြောတယ်ကွာအိမ်တစီကြီးကငေါ့ကိုစောင့်ရှောက်တယ်ကွာတတရငါလည်းနေဘက်ကင်းနွားကြောင်ပြီးတော့ညဘက်ကင်းဆိုရင်အိမ်တရက်ပင်ကြီးမှနေရတာကွာမင်းဒီတရက်ကိုင်းကြီးမှအိပ်ရတာပေါ့ဟုတ်လားတရက်ကိုင်းပေါ်မှာမအိပ်လို့ရလို့လားကွာတတ ငါတို့တစီတွေမှာအိတ်တယ်ဆိုတော့မရှိဘူးကွာဘာမှမတွေ့ပဲနဲ့ငြိမ်နေလိုက်အိတ်တယ်လို့ဖြစ်သွားတာပဲကွာဒါဆိုရင်ညာတိုင်းမင်းကဒီတည့်ရပင်ကြီးကိုဖတ်တက်နေရတာပေါ့ဟုတ်လားငမိုးဟာဒီကောင်တာတီနေတစီပါဆိုမှတည့်ရပင်ကိုဖတ်တက်နေရအောင်မလားကွာစိတ်ညော့လိုက်တာနဲ့တိတ်ကိုင်းမော်ကိုရောက်သွားတာကွာဟေးဟုတ်လားမင်းမြော်ရင်ဒီမကြီးငါလုပ်ပြမယ်ငမိုးကလည်းဖြက်ကနေပြောက်သွားတယ်ပြောက်ကျိုးကဟိုကြည့်ဒီကြည့်ကြည့်နေတော့မှရှိသေးတယ်တာတီငါဒီပေါ်မှာကွာ ငမိုးရဲ့အတန်ကိုကြားလို့မော့ကြည့်လိုက်တော့ဒီကောင်ငမိုးကလည်းကရက်ပင်ကြီးရဲ့တစ်ကိုင်းတစ်ကိုင်းမှာထိုင်နေလို့ပြောင်းကျုပ်လှမ်းကြည့်လိုက်တဲ့အချိန်မှာပဲဖြက်ကနေပျောက်သွားရောပြူကျုပ်ကလည်းဟိုကြည့်ဒီကြည့်လှုပ်တုံရှိသေးတယ်ဒါဒီငါဒီမှာငမိုးကလည်းကျုပ်ရဲ့နောက်ဘက်မှာရက်လို့ပြောင်းကျုပ်ဒီကောင်လက်ကိုလှမ်းဆွဲလိုက်တယ်ဘာမှမဆွဲမိဘူးပြောင်းလေကိုပဲကင်မိတော့ဟာဒါဒီငါတို့ကိုကင်လို့ဘေးရမလဲကွာကျုပ်နဲ့ဒီကောင်နဲ့ပြောနေကြတော့မှငမိုးမျက်နှာပြတ်သွားတယ်ပြောင်းဟဲ့ငမိုး ဘာဖြစ်လို့တော့ငကားကြီးကဓမ္မွေရီမှာနေတဲ့အကောင်ကြီးဒီကောင်ကတခါတခါတိုးဘက်ကိုကျူးကျော်ပြီးတော့ရောက်လာတယ်ကွာရောက်လာရဲ့တွေ့မြတစီတရေတွေအကောင်လုံးကိုထုရိုက်ပြီးတော့နှိပ်ဆက်သွားတာကွာကျုံငမိုးပြောတဲ့ငကားကြီးဆိုတဲ့တရေကိုလမ်းပြီးတော့ကြီးလိုက်တော့အကောင်ကြီးကအကြီးကြီးပဲဗျနေရွက်ကြီးကနှစ်ဖက်ကလည်းဖြာကြီးနှစ်ချက်လိုပဲဘေးကိုကားပြီးတော့ထွက်နေတာဗျစင်ကြီးတွေရဲ့နေရွက်လိုမျိုးတစ်ဖက်ပြန်ဖြတ်နေရဲ့ဗျခေါင်းကြီးကြီးကြီးမှာဗဇက်ဘောက်ကတည်တည်လေးဗျ တကူလုံးအမွှေးမဲမဲကြီးတွေနဲ့ဖုံးနေတယ်မျက်လုံးကြီးနှလုံးကပကလုံးနေလိုမျိုးပြူးပြီးတော့ထွက်နေတာဗျဒီကောင်အဆဆတော့ဘလူစားတော့ကွာငမိုးရဲ့ငပြောဘက်ကိုလှိပ်ပြီးတော့ကတော့လိုမျိုးလောက်ရတယ်ကွာပြီးတော့မှအေးငပြောဘက်ကတော့ကနေပြီးတော့အဆတွေကိုထည့်ပြီးပြပြလေးစုပ်စားရတာခဏနေတော့နဂါးကြီးကလည်းကျုံနေစကားပြောနေတဲ့ငမိုးကိုမြင်သွားပြီးတော့ရက်ကြီးနေသေးဗျခဏနေတော့သူ့လက်ဝါအကြီးကြီးနဲ့ငမိုးကိုလက်ရက်ခေါ်သေးဗျဟာ ငါ့ကိုခေါ်နေပြီတာတေးအဲငါသွားရင်ငါ့ကိုထူတော့ရိုက်ဖို့လောက်တော့မှာကွာဟေးမသွားရင်ရောမသွားရင်ဒေါသတွေဖြစ်ပြီးငါ့ကိုအတင်လိုက်ပန်းပြီးတော့ရိုက်တာကွာဩဒီလိုလားမင်းမကြောက်နဲ့ငမို့မင်းဆောင်ငါသွားလိုက်မယ်ဟာမလုံးနဲ့တာတေးငါးကြီးကတော်တော်ဆိုးတာနော်မင်းအန်ရဖြစ်သွားလိမ့်မယ်ကွာမမဆိုးရင်မနဲ့ငမို့ရငါ့မှာတိတ်ဆုံးစီးတော့ပါပါလေကျုပ်ကလည်းပြောပြောဆိုဆိုနဲ့ လယ်ဘေးမှာဆွဲထားတဲ့ဂရီဘာအိတ်ယုံလေးတဲ့ခေါက်တင်ဆောင်စီတော်ကိုထုတ်ယူလိုက်တယ်ဗျ။ဟာငမို့လွင့်သွားပြီဗျ။ကျုပ်ကသတိမထားဘဲနဲ့စီတော်ကိုထုတ်လိုက်တာ။စီတော်ရဲ့အစွမ်းကိုငမို့မခံနိုင်မင်းနဲ့လွင့်ထွက်သွားတာဗျ။ကျုပ်ကစီတော်ကိုလက်မကင်ပြီးတော့နဂါးကြီးစီကိုတည့်တည့်သွားလိုက်တယ်။နဂါးကြီးကလည်းသူ့ကိုကြုံမြင်နေရတာကိုအံ့ဩသွားတယ်ဗျ။ဒါပေမဲ့လက်သီးကြီးနှစ်ဖက်ကိုဆုပ်ပြီးတော့ကျုပ်စီကိုပြေးလာတာဗျ။ကျော်လေးလက်ထဲကတေဆုံစီတော်ကို ရှေ့ထုတ်ပြီးတော့ပြလိုက်တော့တချိန်လိုပြေးလာတဲ့နှကကြီးဘုံငနေဖိနှိုင်းလဲတာလဲကြသွားတယ်ဗျကျုပ်ကတေဆုံစေးတော်ကိုခိုင်းပြီးတော့သူမြင်တော့အောင်ပြလိုက်တော့ဒီကောင်ကြီးမကြည့်ရဘူးဗျမျက်စီတွေကိုလက်နဲ့အုပ်ထားတယ်ခဏနေတော့ကုံကုံကြီးထလာပြီးတော့ကျုပ်ကိုကြည့်နေတယ်ဟေးနှကကြီးငါနာမည်တာတေးကွာကျွန်တော်ဘုံမှာနေတာမင်မှတ်ထားငါဆရာကြီးတွေကအထပ်ပုတ်ကိုကြီးတွေကြီးပဲနှကကြီးမင်းတို့ဒီနယ်ပယ်ကနေပြီးတော့အပီနှင်ထုတ်လိုက်လို့ရတယ်ကြားလားနှကကြီး နဝကြီးကလည်းခေါင်းငိန်ပြတယ်ဗျ။ဟောဒီတဆင်ငမောကငါတငယ်ချင်းကမင်းသူ့ကိုအနိုင်ကျင့်ရင်မင်းကိုနဲနေပြစ်မယ်။ကြားလား။ငါတငယ်ချင်းကိုနောက်ထပ်ဘယ်တော့မှအနိုင်မကျင့်နဲ့။ကြားလားနဝကြီး။ကျောက်ကလည်းလက်ထဲကတည်ဆုံစေးတော်နဲ့ပြစ်မလို့လှုပ်လိုက်တော့နဝကြီးကနောက်လည်ပြီးတော့ပြေးရောပြူပြေးတာမှကျွဲကြီးတစ်ကောင်ကစုံပေါက်ပြီးတော့ပြေးတယ်လို့မျိုးကိုပြေးတာမျိုးဒီတော့မှကျောက်ကလည်းတည်ဆုံစေးတော်ကိုကရီပါအိတ်ထဲပြန်ထည့်လိုက်တော့ငမောတငယ်ချင်းလာကွာမင်းကောင်ကြီးပြေးသွားပြီကွာ။ ကျုပ်ကခေါ်ပြီမဲ့ငမိုးကကျုံတော့မကက်ရဲတော့ဘူး။ဒါပါကွာငါစီတော်ကြီးကိုအိတ်ထဲကိုပြန်ထည့်လိုက်ပါပြီ။ဒီတော့မှဒီကောင်ကျုံတော့ကိုကက်လာတာယူ။ကျုံနေငမိုးအေးစေးစေးထိုင်ပြီးတော့စကားဆက်ပြောကြလေဗျ။ရွှေတော်ဦးဘုရားပွဲရက်ဆိုရင်ငါတို့တစီတွေလွတ်ပြောကြတော့ကွာတတိယ။ဟေးဟုတ်လား။ဘာကြောင့်လဲငမိုးရဲ့။စွန်းတော်ကက်တဲ့ဓမင်းဟင်းတွေမုတ်ဘေးတရီစာတွေကိုတင်းပုတ်ပေါ်မှာလာတင်လာလေကွာ။အဲ့ဒါဆိုရင်တစီတရေတွေကစားဝင်ရှိရဲကွာ။ အဲ့မှာဝမ်းသာအားရနဲ့ပြပြပပစားကြရတာပေါ့ကွာဒီနေတွေမကဘူးကွာတခြားနေရာတစီတွေတရေတွေပါလာပြီးတော့စားကြတော့ကြရဲကွာစားတော့ကြရဲအခါမှာရံမဖြစ်ရဘူးကွာတရေထိန်တွေကစူးခတ်တက်ထားတဲ့ဒဲမော်ကြီးတွေကိုထမ်းပြီးစောင်းပေးရတယ်ရံပြည့်တဲ့တရေတွေတစီတွေကိုစူးခတ်ဒဲမော်ကြီးနေနဲ့ရိုက်ပြီးတော့အပီမောင်းထုတ်လိုက်တာကွာဘယ်တော့မှပြန်မလာရဲတော့တင်းဖို့ဆိုတော့ကတော့စွန်းတော့စွန်းနေအုတ်ခုံကိုခေါ်ထားပြအဲ့တော့ ကြောက်လို့တရေတွေသက်စီတွေကလည်းရမဖြစ်ကြဘူးဟဲ့အားလုံးသည်သည်မြမြနဲ့မြမြတတစားကြတယ်ဟဲ့တရားရွာတွေမှာဘုရားပွဲတွေစွန်တော်ကြီးကပ်ပွဲတွေရှိရင်လည်းငါတို့သွားစားဖို့ရှိရဲကွာဒါပေမဲ့ကိုရွာဘုရားပွဲလောက်တော့မပြောဘူးပေါ့ကွာအော်ဒီလိုဆိုရင်မင်းတို့စားရတော့ရတာပေါ့ကွာငါတော့ဘုရားပွဲမရှိရင် စားရတာပါပဲကွာငါရွာလူတွေကငါ့ကိုအလူတန်းလောက်တိုင်းခေါ်ပြီးတော့ကြွေးကြမွေးကြတာလေကွာဒါပေမဲ့တခြားသူစီတွေတရေတွေတော့မစားရရှာဘူးကွာ အစားတောင်အင်မတန်ရှားပါကြတယ်။ငါနဲ့အတူတူနေတဲ့တစေကြီးကိုတော့ငါ့ကိုရွာကကျွေးမွေးတာတွေကိုငါကောကောပြီးတော့ကျွေးပါတယ်။ဒါပေမဲ့ငါတို့စားရတောက်တဲ့အခါရွာလူတွေကခွေးတခုစားနေတယ်လို့ပဲမြင်ကြတာကွာ။ဟေးခွေးလို့မြင်နေဟုတ်လား။ဟုတ်တယ်ဒါတည်းရဲ့ခွေးတခုအစားစားနေတယ်လို့ပဲမြင်တာကွာ။ဖြစ်မှဖြစ်ရလိတငယ်ချင်းရဲ့မင်းရဲ့ဒီဘဝကကြွအောင်လို့လှုပ်ပါလားကွာငမိုးရ။ငါကူတော်တော်လေးပြောင်းလာပြီကွာဒါတည်းရဲ့ အဘုံကြီးเจ้าတွေနားကိုဖြတ်သွားတဲ့အခါဘုံကြီးတွေဘုရားဝိပြုတဲ့အတန်တွေကိုကြားရပြီးတော့ငါရက်ပြီးတော့နားထောင်လို့ရပြီကွာတခါတလေတရားဟောတာကိုအစားဆုံးနားထောင်လို့ရတယ်။ညာဘက်တရားမင်းကြီးပေါ်မှာညင်ပြီးတော့ထိုင်နေတော့အိမ်မက်မက်တလို့ဖြစ်သွားပြီးတော့ငါအိမ်ကြီးအိမ်မှာကလေးလေးပြန်ဖြစ်နေရတယ်ကွာ။ဟေးဒါဆိုရင်မင်းလူပြန်ဖြစ်ဖို့နီးပြီထင်တယ်ကွာငမိုးရ။အေးကွာလူပြန်ဖြစ်ရင်လည်းမင်းနဲ့နီးနီးနားနားနေရအောင်လို့ထထောင်းပေါ်မှာပဲပြန်ဖြစ်ချင်ပါတယ်ကွာ။ ဟာမင်းအဲ့လိုတွေဆွဲလမ်းမနေနဲ့ကွာငမို့ရမေကန်အတိုင်းဖြစ်ပါစီကွာပြီးတော့ငါမင်းကိုတခုပြောချင်တယ်မင်းနှောရီပုံမှာလေတန်ရုံးစင်နေမတွေ့နေကွာမင်းတို့ငါတို့တွေဟာကန်စီမန်ရောက်ကို ခံကြရတာလို့ဆရာတော်ဟောခဲ့တာကိုမင်းလည်းနားခဲ့ရတာပဲကွာငါကုနှောရီကိုတန်ရုံးစင်မတွေ့တော့ပါဘူးဒါတည်းရောက်ဒါဆိုရင်ဒီလိုလောက်ကွာမင်းအိမ်မှာမင်းအတွက်ကုသိုလ်ကောင်းမှုလုပ်ပေးဖို့ငါစီစဉ်လိုက်ပြီအဲ့ဒီနေကြရင်ငါတို့ဆရာတော် ဥကုံနာကိုပြင်ပြီးတော့တရားဟောပေးဖို့ငါရှောက်မယ်ကွာမင်းလာပြီးတော့တရားကိုသေသေးချာချာနာငမို့ဟိုပြီးတော့ဒါရုပါခေါ်ကွာငါဒါရုလည်းခေါ်နိုင်တော့ပါပြီကွာငါဆက်ဆက်လာခဲ့ပါမယ်ကွာကျုပ်ရောပြန်ရောက်တော့ဘိုးညီလေးကိုအကြောင်းစုံပြောပြလိုက်တယ်ဗျပြီးတော့ကျုပ်မင်းနဲ့အဘကိုလည်းပြောပြလိုက်တယ်အဘနဲ့ဘိုးညီလေးကတိုင်ပင်ပြီးတော့အလူလုပ်ဖို့ငွေကိုတယောက်တော့ထည့်ကြတယ်ဗျ ပြီးတော့နေကျုပ်ကလည်းရွာတွေကလူငယ်တွေကိုစုပြီးငမိုးအတွက်အလူလုပ်ဖို့ပြင်ဆင်ရတာပေါ့ဗျာအဘကိုယ်တိုင် မြုပ်တက်ပြီးတော့တင်ငန်း break ကဝေတယ်ဗျာဆရာတော်ကို break ကအဆုံးလူမားဗျာပြီးတော့ရွာသားတွေကိုထမိတ်ကျွေးမယ်လေဗျာဒီတရင်ကြတော့ရွာတွေကငမိုးကိုချစ်တဲ့အိမ်မယားလေးအလူဝိုင်းနေကြလို့အလူအားလေးအကြီးကြီးဖြစ်သွားတာပေါ့ဗျာဒါနဲ့ငမိုးတို့ရဲ့အိမ်ဝိုင်းထဲမှာအလူမတ်တပ်ထိုးပြီးတည်တည်ကြကြလှုပ်တော့တာပေါ့ဗျာလေလေချက်ကြီးတို့ကလည်း ထမင်းဟင်းတွေတည်တည်ချာချာချက်ပေးကြတယ်ဗျဆရာတော်ကလည်းကျုပ်ကအကျိုးကြောင့်အားလုံးလျှောက်ပြီးတော့အလူပင့်နေငမိုးကလည်းအလူရောင်အသေးစိတ်ပြောပြပြီးတော့ခေါ်ထားလိုက်တော့တယ်ပြီးတော့အလူမန်းတဲ့ထင်းမှစားကတ်ထားတယ်ငမိုးကမောင်နေမိုးရဲ့အလူတော်စီလိုက်တဲ့အလူရဆရာတော်နဲ့တန်ဃာတော်တွေပူစွန့်ကပ်ပြီးတော့ဆရာတော်ကလည်းတရားဟောရေးဆက်ချပြီးတယ်ဗျကျုပ်ကမြန်ကွင်းစိတ်ကွင်းလာပြီးတော့ငမိုးကိုသေးသေးချာချာကြည့်ရတာပေါ့ဗျာ ငမောအိမ်တက်ဆင်းလေးမှာထိုင်ပြီးတော့ဆရာတော်ဟောတဲ့တရားကိုတည်တည်ချာချာနားရေးပြဆရာတော်ကလည်းအကြောင်းသိနေတာဆိုတော့တကားလေးငမိုးလို့ငမိုးရဲ့နာမည်ကိုတက်ပြီးငမိုးကိုရည်စူးပြီးတော့ဟောတာပေါ့ဗျာရည်စောက်ခွက်ကိုငမိုးကိုစားငမိုးရဲ့အမေကခြင်ပြီးတော့ချပြီးတယ်ဗျာတရားဆုံးလို့အမြဝေတော့ကျိုးရဲ့တငယ်ချင်းငမိုးကတည်တည်ချာချာကိုတာရုခေါ်တာဗျာကျုပ်တည်တည်ချာချာမြင်နေရတယ်တရားဝဲပြီးတော့နောက်ဆုံးချိန်တာရုခေါ်ပြီးတဲ့အခါအစဲနဲ့ပြန်ထားတဲ့ကြီးစီကိုထုလိုက်ကြတာပေါ့ဗျာ ကျုပ်ကြည့်နေတယ်ဗျငမောထိုင်နေရာကနေပြီးတော့မထပဲငြိမ်းနေတယ်ကြုတ်သီးတယ်ကျုပ်ငယ်ချင်းဘဝကူးနေပြီဆိုတော့ဟောပျောက်သွားပြီဗျငမောပျောက်သွားပြီဝမ်းသာလိုက်တာဗျာကျော်ပြေဝမ်းသာလို့ကိုမဆုံးနိုင်ဘူးဖြစ်သွားတာဗျာတာတီမင်းငယ်ချင်းဘလို့တော့ကျောင်းပြန်ကြွားကနေဆရာတော်ကကျုပ်ကိုကက်မိတယ်ဗျကျုပ်မြင်နေမယ်ဆိုတော့ဆရာတော်သိရလေဗျာငမောကျုပ်သွားပါပြီဆရာတော်ဗျာမင်းတိတိကျကျတွေးလိုက်ရဲ့လားကွတွေးလိုက်ပါတယ်ဗျာအေးကွတာတူး တာဒုတာဒုအဲ့လိုမျိုးဆရာတော်ကတာဒုသုံးညင်ခေါ်ပြီးတော့ပီတိဖြစ်တဲ့မျက်နာနဲ့ကြောင်းကိုပြန်ကြသွားတယ်ဗျာကျုပ်လည်းဝမ်းသာပြီးတော့အလှမလှုပ်ရှားရှိတော့ကိုဆက်လှုပ်ရတာပေါ့ဗျာကျုပ်အိမ်မြန်ရောက်လို့အဘနဲ့အမေကိုပြောပြတော့အဘတို့ကလည်းဝမ်းသာကြတာပေါ့ဗျာဟုတ်ကဲ့ပါခင်ဗျာအခုနားဆင်ကြရတဲ့ဇလန်ကတော့စာရီတုတာတိရေးသားထားတဲ့တစေချောင်းနဲ့နွားဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်ခင်ဗျာ ဒီဇလန်းကိုအစောကနေအဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းဒီတိုင်းကိုကျွန်တော်ကနေပြီးတော့ကျေးဇူးတင်ပါတယ်ပရိသတ်များတာယာချမ်းမီးတဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းများတောင်းပေးလိုက်ပါတယ်ခင်ဗျာ